မင်္ဂလာပါရှင် MCL သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကနေကြိုဆိုပါရစေ။ဒီနေ့မြန်မာတက္ကရာ1389ခုနှစ်တပေါင်းလိုက်ပြည့်ကျော်၁၄ရက်ခရစ်တဂရီ2016ခုနှစ်ဧပြီလ6ရက်ဗုဒ္ဓဟူးနေ့ညနေ6:00နာရီအချိန်ထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှရှူစားရမယ့်သတင်းတွေမှာဆိုရင်တော့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကိုတစ်ခါသုံးဥပဒေဖြစ်မလာစေဖို့ကန့်ကွက်နေရတာဖြစ်တယ်လို့ပြည်ခိုင်ပြိုးပါတီကိုယ်စားလှယ်ကပြောကြားလိုက်တဲ့သတင်းနိုင်ငံတွင်းတည်ငြိမ်အေးချမ်းရေးလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလူ့အခွင့်အရေးတိုးမြှင့်ကာကွယ်ရေးတွေကိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့နိုင်ငံတော်သမ္မတဦးထင်ကျော်ကပြောကြားလိုက်တဲ့အကြောင်း လက်ရှိအစိုးရအနေနဲ့ကျူးကျော်တွေကိုအကြမ်းဖက်တဲ့ပုံစံနဲ့မဖြေရှင်းမှုတောင်းဆိုလိုက်ကြတဲ့တဲ့င်စားတဲ့သတင်းတွေကိုစူးစိတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကိုပထမအဦးဆုံးအနေနဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြံကိုတစ်ခါသုံးဥပဒေဖြစ်မလာစေဖို့အတွက်ကန့်ကွက်နေရတာဖြစ်တယ်လို့ပြည်အောင်စုစံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းကပြောကြားလိုက်ပါတယ်။ဒီကြောင့်ပြည်စုံကိုတော့ MCN သတင်းတော်ချစ်ပိုကတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ခန့်အပ်မဲ့ဥပဒေကြံကိုတမတော်သားကိုစလဲရီအပါအဝင်ပြည်ထောင်စုကြံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကကိုစလဲရီကန့်ကွက်ခဲ့ကြပါတယ်။ဒီလိုကန့်ကွက်ရတာဟာဒီဥပဒေကိုနောင်လာမဲ့အစိုးရနဲ့လွှတ်တော်တွေအထိအသုံးဝင်တဲ့ဥပဒေဖြစ်စေဖို့ရည်ရွယ်တာကြောင့်ဖြစ်တယ်လို့ဧပြီလ9ရက်နေ့ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးမီဒီယာတွေနဲ့တွေ့ဆုံစဉ်ပြောကြားလိုက်တာဖြစ်ပါတယ်။ ်အခုနေ့နဲ့ပတ်သက်ပြီးတော့တပြည့်ရံဆိုတဲ့ဟာဥပဒေတစ်ခုအားပေါ့နော် duration လေးလောက်ထားတော့တက်တန်းကာလ9နှစ်ဆိုတဲ့အခါကျတော့ဒီဥပဒေကတကယ်ပြုစုလိုက်ရင်တကယ်ကောင်းတဲ့ဥပဒေဖြစ်လာတယ်တော်တော်အဲ့ဒီဥစ္စာကိုထောက်ထက်တက်လာမယ့်အစိုးရတွေနဲ့တော်တော်လေးနဲ့အတူယူပြီးဒါလေးကိုပြင်လိုက်မယ်ပြည့်စွက်လိုက်မယ်တော့ကြံလေးတွေလုံးလိုက်ပိုးပိုးကောင်းကောင်းလာဒါကြောင့်မလို့ဒါလေးကိုသူကမပြည့်စင်ရင်းနဲ့ဆက်ဒါကြောင့်မလို့ဟိုနည်းနည်းလေးတော့စကားရိုင်းတာလို့မဟုတ်ပါဘူးတော့တစ်ခါသုံးဥပဒေဆိုတဲ့ဟာလေးဖြစ်သွားမှာစိုးတယ်ဘာဖြစ်လို့လဲဆိုတော့ ဟိုသူ့တော်ဒီဘက်ကဥပဒေရန်ဆိုတာတုတ်တော်တွေရတယ်ဒီတော့ဟိုထောက်ခံပြီးတော့ပေးထားတယ်ကြောင့်တုတ်ကိုစားသူလုံးနေတာဥပဒေရန်ကုန်ပြီးလုံးနေတော့အများကြီးကျေးဇူးတင်ခါရင်ကတော့တို့ကဘာဖြစ်လဲဒီဥပဒေမဆွေးနွေးခင်တည်းကဥပဒေရန်ကော်မတီရယ်သူဆွေးနွေးတဲ့ပုဂ္ဂိုလ်တွေရယ်ဥပဒေသုံးသပ်ရေးကော်မရှင်ရယ်အစိုးရဘက်ကဒုတိယဝန်ကြီးတွေရယ်ရှင်းနေုံုံကပုဂ္ဂိုလ်တွေရယ်ဖွဲ့စည်းပုံစီခြေခံဥပဒေဆိုင်ရာကုမ္ပဏီကပုဂ္ဂိုလ်တွေရယ်တော့နိုင်ငံတော်သမ္မတရုံးကအကြံပေးတဲ့ပုဂ္ဂိုလ်တွေမပါဟာအားကြီးလို့လို့ကောင်းတယ်မှားတယ်ဆိုလို့ချင်းသူတို့ဘာကြောင့်မှားတယ်ထောက်ပြတယ်ဩတာပါလား တော်တော့ဒီအထဲမှာလည်းဥပဒေပညာရှင်ထိုင်နေရတယ်။တော်ကိုစလူမြင်မယ်။ဥပဒေကြီးမြင်တာမှန်ပါတယ်။ဥပဒေရန်ကော်မတီမြင်တယ်မှန်တယ်။တိုးတော့ဂျားကန်တဲ့ဥပဒေပညာရှင်ရတယ်။ဟုတ်ပါတယ်။ဥပဒေရန်ကော်မတီရဲ့သဘောထားကိုထောက်ခံပါတယ်ဆိုတော့တို့ကလက်ခံပြီးတော့ငွေတော်ကြီးဂျာမင်ကန်ပုတ်ကိုဆိုင်ရဥပဒေကျမ်းကိုအမျိုးသားလွတ်တော်မှာစတင်ဆွေးနွေးခဲ့ပြီးအတူပြုခဲ့ကပြည်သူလွတ်တော်မှာဆက်လက်အတည်ပြုခဲ့တာဖြစ်ပါတယ်။ဒီဥပဒေကျမ်းမှာပါဝင်တဲ့နိုင်ငံတော်ဤဆိုတဲ့အစား နိုင်ငံတော်သမရဤဆိုတဲ့စကားရက်နဲ့ပတ်သက်ပြီးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါက်တာမြတ်ညာနာဆိုးကအခုလိုပြောကြားသွားပါတယ်။အားလုံးကြားလိုက်ကြပါလိမ့်မယ်။ပြည်သူလူထုကတခဲနဲ့နော်အားကိုယုံကြည်ပြီးတော့ဆန္ဒမဲပေးခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ရဲ့ဥဆောင်မှုနဲ့နော်ဖတ်ပြောပါမယ်မြန်မာဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ရဲ့ဥဆောင်မှုနဲ့ဆိုတာနိုင်ငံတော်တမရကူတိုင်းက ပြောပြီးသွားပြီဒါကြောင့်မလို့လားဟိုအခုကဥပါဒါကွဲနေတာပေါ့နော်နိုင်ငံတော်ဤအတိုင်းအမြင်ကပုံကိုနိုင်ငံတော်သမရဤအတိုင်းအမြင်ကပုံကိုကျွန်တော်တို့လူလူကောင်းဆောင်ဆိုတာကဒါနှစ်90မှာတယောက်လောက်ပေါ်ထွန်းတာကျွန်တော်အနေနဲ့ကျွန်တော်အမြင်ကိုပြင်ပြရမယ်ဆိုရင်တော့ဒါနိုင်ငံတော်တစ်ခုလုံးနဲ့ဆိုင်ပါတယ်ဒါကြောင့်မို့နိုင်ငံတော်ဤအကြံပေးပုံကိုလို့ပုံထုတ်ထားတာပါ နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းအစိုးရအပြောင်းအလဲလုပ်ပြီးပထမဆုံးအပြစ်ပြဌာန်းနိုင်မှုဆောင်ရွက်တဲ့ဥပဒေဖြစ်တာကြောင့်လွတ်တော်အတွင်းနိုင်ငံရေးအင်အားစုတွေကြပြန်ဆိုင်နေကြတာလည်းဖြစ်ပါတယ်ရှင်။နိုင်ငံတွင်းတည်ငြိမ်အေဂျင်ရေးလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလူ့အခွင့်အရေးတိုးမြှင့်ကာကွယ်ရေးတွေကိုကြိုးပမ်းဆောင်ရွက်သွားမယ်လို့နိုင်ငံတော်သမ္မတဦးထင်ကျော်ကပြောကြားလိုက်ပါတယ်။ ဧပြီလ9ရက်နေ့ကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘက်ကီမွန်ကအစိုးရအဖွဲ့အစ်အတွက်ဝမ်းမြောက်ကြောင်းတယ်လီဖုန်းနဲ့ဆက်သွယ်ပြောကြားချက်မှာနိုင်ငံတော်သမ္မတကအက်ဒီလိုထည့်သွင်းပြောကြားခဲ့တာပါ။ဒါအပြင်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးမစ္စတာဘက်ကီမွန်ကကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံကိုဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်ရှင်။ဒီရမလာရောက်လောက်ကင်နေကြတဲ့တရုတ်ကုမ္ပဏီတွေမြမရင်ကျေးမှုနဲ့ဒလေထုံးတဲ့ဆင်လာတွေကိုလေးစားတံမိုးထားကြဖို့ ရုတ်နိုင်ငံကြားရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။ဒီအကြောင်းပြေဆုံးကိုတော့ MCN သတင်းနောက်ဗျူလာဦးကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တရုတ်နိုင်ငံချာယေဝင်ကြီးဝမ်ညင်ဟောင်းမြန်မာနိုင်ငံကိုနှစ်ရက်ကြာရောက်ရှိနေပြီးအောင်မြန်မာနိုင်ငံချာယေဝင်ကြီးဒေါ်အောင်ဆန်းစုကြည်နဲ့နေပြည်တော်မှာဧပြီလ9ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးအောင်တရုတ်နိုင်ငံချာယေဝင်ကြီးအနေနဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးရာကိစ္စရပ်တွေကိုဂျောင်းဝင်နောက်ရှက်တာမျိုးမဟုတ်ပေ ပြည်သူကရွေးချယ်တဲ့နိုင်ငံရေးအပေါ်အမြဲအလေးထားကြောင်းပြောကြားသွားခဲ့ပါတယ်။ကျွန်တော်ရဲ့ခင်းစင်ကတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့အိမ်နေချင်းကောင်းအနေနဲ့ဆက်လက်ရပ်တည်သွားမယ်ဆိုတာကိုနိုင်ငံတကာအဖွဲ့အစည်းတွေကိုရှင်းရှင်းလင်းလင်းအချက်ပြလိုက်တာပေါ့။တမိုင်းစာမျက်နှာတက်ကိုလန်လိုက်ပြီးရင်နောက်မိတ်ဆွေကောင်းအိမ်နေချင်းကောင်းအနေနဲ့ဆက်ရှိနေမှာပါလို့ပြောပါရယ်။ဒါပြင်နိုင်ငံသားစီးပွားရေးနဲ့ကုန်သွယ်ရေးလုပ်ငန်းတွေကိုအတူတကွပုံမပူပေါင်းဆောင်ရွက်သွားဖို့ပြောကြားခဲ့တဲ့တော့မြန်မာနိုင်ငံမှာလာရောက်လောက်ကင်နေတဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုဒလိထုံတန်းအစဉ်လာတွေကိုလေးစားတန်ဖိုးထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်တဲ့ဟောင်းအစိုးရအသစ်ပေါ်ကြိုဆိုတဲ့အနေနဲ့လာရောက်ခဲ့တာဖြစ်ပြီးအောင်တရုတ်နိုင်ငံရဲ့စီမံကိန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးတာမျိုးမရှိခဲ့ဘူးလို့သိရပါဗျ။မြန်မာနိုင်ငံခြားရေးဝန်ကြီးဒေါအောင်ဆန်းစုကြည်ရဲ့တရားဝင်ဖိတ်ကြားချက်အရအစိုးရအသစ်လက်ထက်ပရမအဆုံးတရားဝင်ခီးစဉ်အတွင်မှာ တခြားနိုင်ငံရေးကောင်းဆောင်တွေနဲ့လည်းတွေ့ဆုံမှာဖြစ်ပါတယ်ရှင်။ကျင်းပနေတဲ့ဒုတိယအကြိမ်လွှတ်တော်တက်တန်းရဲ့လွှတ်တော်အစည်းအဝေးတွေကိုဧပြီလ9ရက်နေ့မှာစတင်ရနားလိုက်ပြီးမေလ2ရက်နေ့မှာပြန်လည်ခေါ်ယူကျင်းပသွားဖို့ရှိနေပါတယ်။ရနားလိုက်တဲ့လွှတ်တော်အစည်းအဝေးတွေအတွင်းမှာတော့ရွေးကောက်ပွဲနိုင်ရအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကလွှတ်တော်ကြီးကယ်တွေကိုတင်မြှောက်ကြ။နိုင်ငံတော်သမ္မတဦးထင်ကျော်ဦးဆောင်တဲ့အစိုးရဖွဲ့ဖွဲ့စည်းရာတွေပြင်ဘာသာရဲ့အလိုက်လွှတ်တော် ကောမဒီတွေဖွဲ့စည်းရာတွေကိုပြုလုပ်ခဲ့တာပါ။ မေလာစပိုင်းမှာပြန်လည်ခေါ်ယူလာမယ့်လွှတ်တော်အစည်းအဝေးတွေအတွင်းမှာတော့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအပါအဝင်ပြည်သူလူထုပေါ်ဝင်တော့ဝင်ပို့ဖြစ်စေတဲ့ဥပဒေတွေကိုဘယ်လောက်ဖြတ်သိမ်းနိုင်မယ်ပြင်ဆင်နိုင်မယ်ဘယ်လိုဥပဒေတွေကိုအစ်အနေနဲ့ပြဋ္ဌာန်းလာနိုင်မလဲဆိုတဲ့ပေါ်ပြည်သူတွေကစိတ်ဝင်စားနေကြရလဲဖြစ်ပါရဲ့ရှင်၃လအတွင်းလူကုန်ကူးမှု34မှုဖြစ်ပွားခဲ့တယ်လို့အစိုးရကသတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲဒီသတင်းထုတ်ပြန်ချက်အရပြည်ထောင်နိုင်ငံကိုလူကုန်ကူးမှု26မှု ထိုင်းနိုင်ငံကိုတုံးမှုမလေးရှားနိုင်ငံကိုတမှုနဲ့ပြည်ရင်းလူကုန်ကူးမှုလေးမှုဖြစ်ပေါ်ခဲ့တာပါဒီမှုတွေထဲမှာတော့အာရမလက်ထက်ခွင့်26မှုအာရမခိုင်းစေမှု9မှုပြည်တန်စာဖြစ်ခိုင်းစေမှုတုံးမှုပါဝင်နေတာဖြစ်ပါတယ်လူကုန်ကူးခံရသူစုစုပေါင်း100တဦးရှိပြီးအဲ့ဒီထဲက86ဦးကိုကယ်တင်နိုင်ခဲ့က15ဦးကိုတော့မကယ်တင်နိုင်သေးတဲ့အခြေအနေဖြစ်ပေါ်နေတာပါဒီမှုတွေကိုကျူးလွန်ခဲ့တဲ့တရားခံ62ဦးကိုဖမ်းဆီးရမိပြီးတရားခံပြည်43ဦးရှိနေရလို့လည်းအဲ့ဒီသတင်းထုတ်ပြန်ကြမှာဖော်ပြထားပါရဲ့ရှင် စင်ကူအစိုးရအကြောင်းတွေမှာ၄နှစ်တာပညာသင်ကြားခွင့်ရမယ့်အာဆီယံပညာသင်ဆုတွေကိုပညာရေးဝန်ကြီးဌာနကခေါ်ယူလိုက်ပါတယ်။ဧပြီလ6ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာအဲ့ဒီပညာသင်ဆုဆိုင်ရာသတင်းချက်လက်တွေကိုပညာရေးဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေထဲမှာတော့ပညာသင်ဆုကိုလျှောက်ထားလိုသူတွေဟာ2000ပြည့်နှစ်နဲ့2002ခုနှစ်တွေမှာမွေးဖွားသူဖြစ်ဖို့လိုအပ်ပြီးခြေကံပညာလေတန်းအထက်တန်းကျောင်းတွေ ဖုံးတော်ကြီးတင်ပညာရေးတွေပုဂ္ဂလိကကျောင်းတွေကပညာရေးတင်ရိုးညွှန်းတဲ့နိုင်ငံတကာတင်ရိုးညွှန်းတွေရအနေဆုံးအထက်မှာရန် grade 9အောင်မြင်ပြီးသူတွေဖြစ်ရမယ်လို့လဲအဲ့ဒီပညာသင်စုခေါ်ယူတဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။စောက်ထားလိုသူတွေအနေနဲ့ April 29ရက်နေ့နောက်ဆုံးထားပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်ပညာရေးမှုရုံးတွေမှာရှောက်ထားနိုင်ကြမှာလည်းဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့မြင်းဒီကုန်းရှိတကုံဆန္ဒတိဒုတိယရက်မှာရှိတဲ့ဖန်စီပစ္စည်းအယောင်းဆိုင်က အသက်23နှစ်အရွယ်အမျိုးသမီးအယောင်ဝန်ထမ်းကိုမျိုးသားတအူးကကက်ကျင်းတဲ့မျိုးလုံးကိုထိုးဖောက်မှုဧပြီလ6ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ။ပြစ်မှုကျူးလွန်သူနဲ့မျိုးသမီးဟာရခင်ကချစ်ကြိုက်ခဲ့ပြီးလမ်းခွဲတဲ့ကိစ္စအပေါ်မှာမကျေနပ်လို့အခုလိုပြစ်မှုကျူးလွန်တာပါ။အမျိုးသမီးဟာယာမျက်လုံးပေါက်တံရဝဲမျက်လုံးအောင်ဝဲနှစ်ထင်မေးစိယာလက်ခုံယာလက်ဖဝါယာကြိုးဆောင်တွေမှာထိုးသွင်းတံရတွေရရှိခဲ့ပြီးရန်ကုန်ပြည်သူ့စေယုံကြီးမှာစေကူတောင်းမှုခံယူနေရဖြစ်ပါတယ်။ ဖန်စီရမိတဲ့ပြမှုကျူးလွန်သူကိုတော့စမ်းကြောင်းမြို့နယ်ရဲစခန်းမှာအမှုဖွင့်စစ်ဆေးနေရလဲဖြစ်ပါရဲ့ရှင်။လက်ရှိအစိုးရအနေနဲ့ကျူးကျော်ရီအပေါ်အကြမ်းဖက်ဖျက်ဆီးတဲ့ပုံစံမျိုးနဲ့ပြဿနာမဖြေရှင်းမှုတောင်းဆိုလိုက်တဲ့သတင်းကိုတော့ MCN သတင်းနာအောင်ကျော်မိုးကတင်ဆက်ပေးမှာဖြစ်ပါရယ်ရှင်။လိုင်းတာယာမျိုးနဲ့အတွင်မှာရှိတဲ့ကျူးကျော်နေထိုင်သူတွေဟာသူတို့နေထိုင်ရာနေရာတွေကိုအစိုးရအနေနဲ့အကြမ်းဖက်ဖျက်ဆီးတဲ့ပုံစံမျိုးလှုပ်ဆောင်ပြီးပြဿနာကိုမဖြေရှင်းမှုတောင်းဆိုလိုက်ကြပါရယ်။ ဧပြီလ9ရက်နေ့ကလိုင်တရာမြို့နယ်ရွှေတန်လွေဝင်းအနီးမှာနေထိုင်တဲ့ကျူးကျော်နေထိုင်သူတွေကသူတို့ရဲ့လက်ရှိနေထိုင်မှုပုံစံတွေနဲ့သူတို့ဖြစ်စေခြင်းနဲ့အရာတွေကိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြောကြလို့လည်းတဲ့ကျမတို့ဟိုပြောရမယ်ဆိုရင်တော့ဟိုတစ်လုံးနေသားချင်းနဲ့ဆန္ဒရှိပါတယ်ဒါပေမဲ့တစ်လုံးကကြားတယ်အဲ့လိုသတင်းတွေကြောင့်ကျမတို့ဒီမှာကျူးမနေတဲ့လူတွေရဲ့ရင်ထဲမှာသွေးရင်တော့ကတွေဖြစ်လာပါတယ် ပထမအစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်ကျူးတွေကိုဖျက်ချတဲ့အခါမှာအကျန်းဖက်နီးနဲ့သုံးပြီးတော့ဖျက်ချတာကိုတွေ့ရပါတယ်ဗကိုးနီးနဲ့ထိုးတယ်ဟိုခင်းနိုင်လို့ရှိရင်လိုအပ်လို့ရှိရင်လူမိုက်တွေကိုသုံးပြီးတော့ဒီလိုမျိုးပြုတ်ပေးနေတာရှိပါတယ်အဲ့လိုမျိုးတွေမဖြစ်အောင်ကျမတို့ကျူးတွေကိုသူ့ကိစ္စကိုရှင်းလင်းမယ်ဆိုလို့ရှိရင်လာရောက်ပြီးတော့ဆွေးနွေးပါညီငယ်မှာအဲ့လိုမျိုးဖြစ်စေချင်ပါတယ်ရှင် မိခါလဲရှီတန်လင်ဝင်းအတွင်းမှာနေထိုင်ကြတဲ့ကျူးကျော်တဲအရေးတွားဟာ2000ခန့်ရှိပြီးလူငွေ9000ခန့်နေထိုင်ကြတာပါအဲ့ဒီနေရာမှာနေထိုင်ကြသူတွေအများစုဟာ AR တိုင်းကရွှေပြောင်းလူသမားတွေအများစုဖြစ်ပြီး နာဂစ်အပြီးမှာတော့ပုံမူပြောင်းရွှေ့နေထိုင်လာကြတာဖြစ်ပါတယ်ပုံမလီချန်တီးလို့တဲ့ကြားမှာရှိတဲ့လမ်းနဲ့ကြားဒီပေါ်မှာနေတာအဲ့ဒါကြတော့ကျွန်တော်တို့ပြင်ပိုင်တယ်လို့ပြောလို့ရပါတယ် ကျွန်တော်တို့နိုင်ငံတော်ပိုင်နဲ့မြည်လို့လို့ကျွန်တော်တို့ထင်တယ်နိုင်ငံတော်နိုင်ငံတော်ပိုင်နဲ့မြည်ရကျွန်တော်တို့နိုင်ငံသားဖြစ်တဲ့အတွက်ကျွန်တော်တို့နေပိုင်ခွင့်ရှိတယ်လို့လည်းထင်တယ်ကျွန်တော်တို့မှာနေစရာမရှိလို့ကျွန်တော်တို့ကပတ်လက်မြည်ပေါ်လေးမှာကျွန်တော်တို့ကတဲထိုးပြီးတော့ကျွန်တော်တို့နေရရန်ကုန်မြို့မှာကျူးကျော်နေထိုင်သူတွေအများအပြားရောက်ရှိနေကြပြီးစီပင်ပိုင်မြေလွတ်တွေနဲ့လုပ်ငန်းဆောင်ရွက်ခြင်းမရှိတဲ့ကုမ္ပဏီပိုင်မြေတွေပေါ်မှာနေထိုင်ကြတာပါ ဒီလိုအများပြန်ရောက်ရှိနေတဲ့ကျူးကျော်နေထိုင်သူတွေဟာအစိုးရအနေနဲ့အကြမ်းဖက်နှီးကိုမကျင့်သုံးပဲညှိနှိုင်းဖြေရှာဆောင်ရွက်ပေးဖို့ကိုတော့မျှော်လင့်နေကြတာဖြစ်ပါတယ်ခင်ဗျာတရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှင်းချမ်းပြည်နယ်မှာကြောင်မီသွေးမိုင်းတွင်းတစ်ခုပြိုကျခဲ့ပြီးလူ6ဦးသေဆုံးက4ဦးပိတ်မိနေရလို့ဒေသခံအာဏာပိုင်တွေကပြောပါရယ်ရှာချီကောင်တီနယ်ကီလိုမီတာ140ခန့်ကွာဝေးတဲ့ကြိုင်လီမိုင်းတွင်းမှာလူ19ဦးအလုလုနေရပါတယ် အဲ့ဒီမိုင်းတွင်းဟာမိုင်းအဝပေါက်နဲ့1.2ကီလိုမီတာအကွာအဝေးမှာတနင်္ဂနွေနေ့နေ့လယ်3နာရီခန့်ကပြိုကျခဲ့တာဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုကယ်ဆယ်ရေးလုံသား600ခန့်ရောက်ရှိလာခဲ့ပြီးဒီကနေ့မနက်ထီတော့လူပေါင်း၄ဦးပိတ်ပြီးနေရဖြစ်ပါတယ်ရှင်။ MCN သတင်းဌာနကနေညနေ6နာရီချိန်ထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်။နောက်နေ့တွေမှာဆိုရင်လည်းထူးခြားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ထုတ်လွှင့်ပြီးသား MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကိုတော့ www.mcntv.news နဲ့လူမှုကွန်ရက်စာမျက်နှာ Facebook မှာဆိုရင်တော့ mcntv news အမည်နဲ့ဝင်ရောက်ကြည့်ရှုနိုင်ပါပါ။ mcn သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမရီဝေမောပါ။